လိုအလုံးမဲ့မိင်္ဂလာပါ Daily Dose Fine Curry Channel မှာခရီးဖြစ်ပါတယ်။ခရီးကဒီနေ့မိမိရဲ့စိတ်မှန်တဲ့ပုံစံနဲ့နေထိုင်တဲ့နေရာမှာအထောက်အပံ့ဖြစ်စေမယ့်ရုပ်ဆိုရမယ့် affirmation လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ခရီးတို့ဟာလူသားတွေဖြစ်လို့ချီချူးလက်ခုပ်တန်တွေကိုသဘောကျပါတယ်၊လိုချင်ကြပါတယ်။ဒီလိုနဲ့ဒီချီချူးတန်တွေလက်ခုပ်တန်တွေနောက်လာရင်လည်းကိုယ့်ကိုယ်ကိုကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုယ့်ရဲ့အစိတ်မှန်ပုံစံတွေဟာတဖြည်းဖြည်းချင်းပျောက်ဆုံးလာရပါတယ်။ ကိုယ့်ရဲ့အဆင်မှန်ပုံစံကတဖြည်းဖြည်းပျောက်ဆုံးလာရလို့ခံစားရတဲ့အခါမှာပြေဝါပျော်ရွှင်နိုင်တော့မှမဟုတ်ပါဘူး။ဒီလိုမဖြစ်ဖို့အတွက်ကိုယ့်ရဲ့အဆင်မှန်ပုံစံအတိုင်းနေထိုင်နိုင်ဖို့အတွက် affirmation လေးတွေကိုပြင်ဆင်ထားပါရစေ။အတူတူလိုက်နာထောင်းတာပဲဖြစ်ဖြစ်လိုက်ရွတ်တာပဲဖြစ်ဖြစ်လုပ်ကြည့်လိုက်ပါနော်။ငါဟာငါရဲ့ပုံစံအတိုင်းပြည့်စုံနေတယ်။ ငါရဲ့အားသာချက်နဲ့အားနည်းချက်အလုံးကိုငါလက်ခံတယ်။ငါဟာစစ်မှန်သောချစ်ချင်းမြတ်တာနဲ့ထိုက်တန်တယ်။ငါရဲ့အတွင်စိတ်ဟာကြည်လင်အေးချမ်းနေတယ်။ ငါကိုငါခွင့်လွတ်ပြီးရှေ့ဆက်သွားမယ်။ငါရဲ့ခံစားချက်အားလုံးကို နားလည်ပြီးအတိအမှတ်ပြုတယ်။ငါရဲ့ဆုံးဖြတ်ချက်တွေအတွက်ငါကိုငါယုံကြည်တယ်။ကန့်သက်ချက်တွေကငါရဲ့ဖြစ်တည်မှုကိုတတ်မှတ်နိုင်ခြင်းမရှိပါဘူး။ ငါကိုငါယုံကြည်မှု အပြည့်ရှိတယ်။ငါဟာအမြဲတမ်းကြည်ပြင်းပြောင်းလဲနေတယ်။ငါဟာငါရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ရှောက်လန်းနေတယ်။ငါဟာ ငါရဲ့စစ်အမှန်ပုံစံအတိုင်းနေထိုင်ရတဲ့တတ္တိရှိတယ်။ငါဟာလုံခြုံနေပြီ။ငါရဲ့ကိုပိုင်တန်မိုးကို နားလဲတယ်။တခြားသူရဲ့ထင်မြင်ချက်တွေထက်ငါကိုငါပိုပြီးနားလဲယုံကြည်တယ်။ ငါဟာအစစ်မှန်ဆုံးပုံစံအတိုင်းနေထိုင်ခြင်းဖြင့်ပျော်ရွှင်မှုကိုလက်ခံရရှိရဲ။တသက်လုံးနေသားတကျရှိလာတဲ့ပုံစံနေပြီးတော့ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းပြောင်းလဲနေထိုင်ဖို့ဆိုတာကအရန်လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ဒါနဲ့ပတ်သက်တဲ့ စောင်းကောင်းလေးတစ်ခုကိုခီရီကညွှန်ပေးခြင်းပါတယ်။ဆရာထပ်ဖုံချိန်ဘာသာပြန်ထားတယ်။မင်းရဲ့ကိုယ်ပိုင်ပုံစံလေးအတိုင်းသားဆိုရဲစောင်းထဲမှာမိမိဘဝကိုစိမ့်မှန်စွာ နေထိုင်နိုင်မှုအတွက်အသုံးဝင်တဲ့နီလန်းတွေကိုဖော်ပြပေးထားပါတယ်။ရိုးရှင်းလွယ်ကူပြီးတော့ဖက်ချစ်တဲ့စောင်းကောင်းတုပ်ပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ See you